်အခုအမေရိကန်ကလည်းအခုဒီနယ်စပ်မှာလက်နက်ကင်ပုံကန်ထားကြော်ထားတဲ့ AA နဲ့ဆက်ဆံပြီဆိုတာတဘုံကိုအားပေးတာနဲ့အတူတူပါပဲအဲ့တော့တဘုံအားပေးရင်လည်းဖြစ်ပြီးတော့တဘုံနေနဲ့ရှင်တွဲနေထိုင်ရင်တဘုံလိုပဲနှိမ်နှင်းခံရနိုင်တယ်ဆိုတာကိုသက်ဆိုင်နိုင်ငံအတိုင်းဝန်းကနိုင်ငံတကာအတိုင်းဝန်းကသိဖို့လည်းလိုအပ်တယ်ကြုံပြီကြုံပြီအမေရိကန်ကိုဒီလိုသွားပြီးတော့ချင်းချုပ်တာတတိကတော့နေတာတော့မဟုတ်ဘူးเนาะ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရုတ်ထင်မှာဒီနေ့2025ယွန်လ14ရက်နေ့ညနေပိုင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ညနေပိုင်းမှာပထမဆုံးပြောရမယ့်သတင်းကတော့အနာကပ်ဖရဲဒီမိုကရေစီပြည်ထောင်စုအတွက်ကရင်ပြည်ကိုယ်သူလေးနိုင်ငံအဖြစ်ပါဝင်ပြီးမိမိတို့ဤကံကြမ္မာကိုမိမိတို့ကသာလည်ရင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်ဟု KNU ဥက္ကဋ္ဌကပြောဆိုပါရစေဆိုတဲ့သတင်းကိုအရင်ဆုံးပြောပြအောင်ဒါကတော့ယနေ့ကြာရောက်တဲ့86နှစ်မြောက်ကိုယ်သူလေးနဲ့အဖြစ်ထောက်ပြန်သောမင်းခွန်းတွင် KNU ဥက္ကဋ္ဌကအခုလိုပြောဆိုထားတာဖြစ်ပါတယ် ကရင်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုတွေကရင်လူမျိုးတို့ရေရင်မှန်းချက်နဲ့အိမ်မက်ဖြစ်သောကိုသူလေးနိုင်ငံထူထောင်ခြင်းဖြစ်ကြောင်းကရင်လူမျိုးအားလုံး၏စစ်နှလုံးတွင်ကိုသူလေးနိုင်ငံသည်ဆွေးမွေးရှိနေသည်မှာရင်းပေ၍မရကြောင်းလက်ရှိတွင် KNU ကမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများစစ်အာဏာဆင်ဆန့်ကျင်သောအဖွဲ့အစည်းများနဲ့ပူးပေါင်းရဖြစ်တဲ့ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း၎င်းကပြောဆိုပါတယ်။ KNU ထင်းချုပ်ထားသော မိမိများတွင်အချို့ရင်းနဲ့ပြီးသူရေးရာစီမံခန့်ခွဲမှုများကိုလည်းချမှတ်သွားမည်ဖြစ်ကြောင်းဖြစ်ပြီးဖီလီဒီမိုကရေစီဗီထောင်စုတီးဆော့ရာတွင်အောချိန်မှအထက်သောစီမံခန့်ခွဲမှုပြန်ပြည်내အားကောင်းတီးဆော့ခြင်းမှတစဉ်ဗီထောင်စုထူထောင်ခြင်းကိုပေါင်းဖော်ခြင်းဖြစ်ကြောင်းယနေ့တော်လန်ရေးကာလအတွင်းမဟာလူမျိုးကြီးဝါရနှင့်အာနာရှင်စနစ်ထူမူတုထူစနစ်များကို ချင်းတောင်းပြီးတော့ပြီးတွန်းပြိပခါကိုဖန်တီးနေသူများကိုအပြည့်အတန်တက်ဖြတ်ရန်မှာကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌကသူ၏မြင့်ခွန်းတွင် ပြောဆိုထားပါတယ်လာမယ့်အနာဂတ်ကာလအတွင်းကရင်လူမျိုးများအနေဖြင့်မိမိတို့နေမိတွင်မိမိတို့ကိုယ်ပံပြတ်ထန့်ခွန်မိမိတို့ဤကံကြမ္မာကိုမိမိတို့ကသာလျှင်ဖန်တီးပြီးစီမံအုပ်ချုပ်နိုင်ရန်အနာဂတ်မျိုးဆက်သည့်များအားမွေးထုတ်သွားရမည်ဖြစ်ကြောင်းကရင်ပြည်ကိုယ်သူလဲထူထောင်ရန်ကရင်လူမျိုးများအားလုံးက အင်းတက်အာတက်ကိုဘာဝံကျူးပန်းကြရန်ကရန်ယူဥက္ကဋ္ဌကတက်တွန်းပြောဆိုထားပါတယ်ဒါကတော့ခရင် အမျိုးသားအားလုံးကခုချိန်မှာကိုယ်သူလေးနိုင်ငံကိုထူထောင်ဖို့အတွက်နှိုးဆော်နေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာနောက်တစ်ခုပြောပြချင်တဲ့သတင်းကတော့အခုချိန်မှာစက်ကောင်စီထင်းချုံတဲ့ဒေသမှာမီဆိုထိနေရေးတွေပြစ်ခတ်မှုတွေအထူးကိုဖြစ်ပေါ်နေပါတယ်လို့သတင်းတွေကြားသိရပါတယ်။ဒါကတော့ရန်ကုန်တန်းလမ်းမတော်မြော့နေနဲ့ကမာရွေ့မြော့နေတော့တွင်ရေးတက်ဖွဲ့နဲ့မီဆိုထိများအကြာပြစ်ခတ်မှုဖြစ်ပေါ်တဲ့အထူးကိုအချင်းချင်းများရန်ဖြစ်မှုများပေါ်ပေါ်လာကြောင်းတပ်သရင်ကြီးအချို့နဲ့ ဒေသပြည်သူများကပြောဆိုပါတယ်ဒါကတော့ဒီဖြစ်စဉ်ကရွယ်လ73ရက်နေ့ည8:00နာရီစေမင်းအချိန်လမ်းမတော်မြော့နယ်ကျင်းရှင်းမော်တင်အနိမ့်တွင်ရေးတအုပ်ကိုဘီဆိုတီအဖွဲ့ဝင်၆ဦးကဝမ်းရော့တက်ခတ်ကြောင်းအဲ့ဒီနောက်မှာရေးများထက်မှန်ရောက်ရှိလာပြီးဘီဆိုတီအဖွဲ့ဝင်များကိုပြစ်ခတ်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းရေးတအုပ်နယ်ဘီဆိုတီအဖွဲ့တအုပ်တို့အကြားအမျိုးသမီးကိစ္စနယ်ပတ်သက်၍အချင်းများယာမအော့ဆုလက်တက်ခတ်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည် အမျိုးသမီးကိစ္စ view view တွေနဲ့ရဲတွေဖြစ်ကြတာ view တွေဆိုပေမဲ့လူမဲ့တွေပဲအခုကလူမဲ့တွေကို view sort အဖြစ်တက်က ခေါ်သွင်းနေတာအမျိုးသမီးက view တူးနဲ့ရေးစားလိုလိုဘာလိုလိုအဲ့ဒီ exactly လောက်ပြီးတော့ငွေကျင်းနဲ့ပြည့်စေရာရာကြိုးခွလင်းလေသွားတယ်အဲ့ဒါကို view တွေကမကြင်နဲ့လို့အမျိုးသမီးကိုရှာတဲ့အချိန်အဲ့ဒီအမျိုးသမီးနဲ့ exactly ဖြစ်နေတဲ့ရေးက လာအကာအကွယ်ပေးပြီးတော့ဖြစ်ကြတာ မနေ့ည၈နာရီကျော်ကျော်လုံးမှာသနတ်တန်တွေကိုကျင်းရှင်းမော်တင်အနားမှာဖြစ်နေတဲ့ပြည်သူတွေအာနားမှာနေတဲ့ပြည်သူတွေအားလုံးကြားလိုက်တဲ့ကြတဲ့ဟုလမ်းမှာတော့မြော့နေအနေနေထန်သော ဒေသတရင်ရင်းမိကပြောဆိုပါတယ်။ဒါအပြင်မေလ25ရက်နေ့လမ်းမြောက်နယ်ရှစ်ရက်ွက်အုတ်ချုပ်ရေမူလေးဖြစ်မြူစိုတီခေါင်းဆောင်လေးဖြစ်သောစန်းထဲဤမိမစီနင်းလာသောလမ်းစဉ်မဲ့ဆန်ကီကိုကမာရွက်မြောက်နယ်အတွင်းတွင်မြောက်နယ်ရေးမြကဖမ်းဆီးခဲ့ကြောင်းမြူစိုတီခေါင်းဆောင်အုတ်ချုပ်ရေမူစန်းထဲကဆန်ကီပြန်ပြေးရန် ကမာရွက်မြောက်နယ်ရေးစခန်းထံသို့ တွားရော့တောင်းခံခဲ့တော့လဲမရခဲ့ကြောင်သိရှိရပါတယ်ဒါကြောင့်မလို့စန်းထဲဥဆောင်တဲ့ဘီဆိုတီ20ဥခန့်ကမေလ25ရက်နေ့ညတကောင်းအချိန်ကမာရွေ့မြော့နေရေစခန်းသို့ရောက်ရှိလာတော့အခါမေလ25ရက်နေ့ည7:00နာရီ9မိနစ်မှာတနတ်တန်တွေ3ချက်စားဖို့တယ်ပြီးတော့ရေကားတွေအကောင်ဝန်လာတယ်ခဏနေတော့အင်းစည်းကားတွေနဲ့လူတွေအများကြီးရောက်တယ်မြူတွေနဲ့ရေးတွေရမ်းနိုင်ကြတာ ယူရစ်ဖက်ကလည်းခြေသွားတယ်ရေးတွေဖက်ကလည်းနအိုးလို့ခြေသွားတယ်ခဏကြတော့တဲ့နေမှုပါရောက်လာတယ်ဟုဒေသတရင်ရေးမိကပြောဆိုပါဒီဟာကတော့သူတို့အချင်းချင်းကြမှာဖြစ်ပေါ်နေတဲ့အကြောင်းတွေဖြစ်ပါတယ်သူတို့စံကြေတွေကိုလည်းပြန်ပြေးလို့အခုလိုဘီဆိုတီကအာသူတို့တက်ဆင်ထားတဲ့အာလင်းနေတွေနဲ့သူတို့ကိုရေးစခန်းတွေကိုပြန်ပြီးတော့ချင်းချောက်နေပါလေလို့တရင်တွေကြားသိရပါတယ်ဒါကတရင်တစ်ခုပဲ ဒါအပြင်နောက်ထပ်ကြားရတဲ့သတင်းကလည်းဘျူဆိုတီမြို့အောင်ကိုစစ်သားများကဝမ်းပြီးတော့အပြိပိရက်နဲ့ရမှာလစ်လွန်တော့ပြီးတေဆုံးတော့ပါတယ်လို့သတင်းတွေကြားသိရပါတယ်ဒါကတော့ပဲခူတန်သေးကောမြို့နေတွင်ကင်းဆောင်ရတာဝန်ယူထားသောဘျူဆိုတီမြို့အောင်ကိုတာဝန်ချင်းနောက်ကြမှုပြန်စစ်သားများကအပြိပိရက်နဲ့ရမှာလစ်လွန်တေဆုံးသွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ဒါကတော့အာ ဂျွမ်လာ73ရက်နဲ့နည်းနခရနာရီအချိန်မှာတေးကောင်းမြော့နေကအမတ်တိရက်ွက်ပေါ့နော်အကွက်ဤပြီးသူစစ်လွန်ချောင်းရေးအဖွဲ့ဝင်ဖြစ်တော့မီဆိုတီမြော့အောင်ကိုတာဝန်ချင်းနှောကြမှုပြန်စစ်သားများကရက်နဲ့အပြေးပေးစဉ်လက်လွန်သေးဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့တေးကောင်းမြော့အမတ်တိရက်ွက်မှာနေတဲ့မြော့အောင်ရော သူ့ငေရင်နဲ့အသူ့အဖေပါ အပါဝမ်တောင်းအိုးစလုံးကိုမီဆိုတီပြီးသူစစ်ဖြစ်ပါတယ်မြော့အောင်က ကအကြီးအဲ့ဒါလွန်ချွန်ရေကင်းယူဖို့တာဝန်ချင်းနောက်ကြလို့ဆိုပြီးတော့စစ်တပ်ကအပြစ်ပေးကနေလက်လွန်ပြီးတော့တေဆုံးသွားတယ်မနေ့မနေ့ခုနှစ်နာရီခုနှစ်နာရီ မှာစောင်းသွားတာလို့သိရပါတယ်ရန်နဲ့အပြစ်ပေးရာကလည်းလက်လွန်ပြီးတော့တေဆုံးသွားတာပါဟုဒေသပြည်သူတို့ကပြောဆိုပါတယ်ဒါကတော့စက်ကောင်စီတပ်ဖွဲ့တွေကအချင်းချင်းအပြစ်ပေးရာမှာဒီလောက်ထိပေးနေရတယ်ဆိုတာကတော့တတော်လေးကိုတော့ရည်စရာလေးကောင်းတယ်လို့အမှတေဆုံးတဲ့အထိကိုအာနှက်ဆက်နေတာဖြစ်ပါတယ်ဒါကတော့အချင်းချင်းကိုနှက်ဆက်ပေးနေတာဖြစ်ပါတယ်မင်းတို့သားသမီးတွေကအချင်းချင်းအာ ဝမ်းပြီးတော့နစ်စနေတာကတော့မင်းတို့ဒီတိုင်းကြည့်မလားเนาะဒါကတော့တို့တို့ရဲ့အချင်းချင်းအချင်းချင်းကြားမှာဖြစ်ပေါ်နေတဲ့သတင်းတွေကိုတင်ဆက်ပြတာဖြစ်ပါတယ်ရေတွေနဲ့လည်းမတက်တယ်လို့အခုစစ်သားတွေနဲ့လည်းမတက်ပါဘူးဆိုတော့ဗီဇိုတီတွေရဲ့အခြေအနေကတော့ long walk ကိုစိုးသွားပါပြီဒါကတော့ ဒီသတင်းတွေကတော့ဒီနေ့ညနေပိုင်းမှာနောက်ဆုံးရရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့အချင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်မှကျွန်တော်တို့ရုတ်တန့်ဖန်သတင်းတွေကိုနားထောင်ရမှာပထမဆုံးကတော့လေသမားတွေအကျွေးကင်းဖို့နနစ်စီမံကင်းရေးဆွဲထားတယ်လို့ဦးခင်ကြီးကပြောဆိုထားတဲ့သတင်းကိုကျွန်တော်တို့နားထောင်ရမှာ။တရားကတော့ CJ Platform ဆိုတဲ့ဖက်ချက်ကနေတင်ထားတာဖြစ်ပါတယ်။ကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါ။ လယ်သမားတွေဘဝတိုးတက်ရေးနဲ့ဂျေမီကင်းရှင်ဘို့အတွက်နှစ်နှစ်အတွင်းမှာဆောင်ရွက်ပေးမယ်ဆိုပြီးပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတောင်းသူလယ်သမားတွေကိုမဲဆွဲပြောကြားပါတယ် နေပြည်တော်ကောင်စီဇေယသီရီမြို့နယ်တာစီကျေးပြောင်စုအောင်သာကျေးပြောင်မှာဇွန်လ7ရက်နေ့ကပြုလုပ်တဲ့ပြည်ခမ်းမျိုးပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာဦးခင်ကြီးကအခုလိုပြောကြားလိုက်တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံပွဲကိုတာစီကျေးရွာအောင်သာကျေးရွာမြောက်ကနိုင်ကျေးရွာဗောရီမြိုင်ကျေးရွာပါတီဝင်တွေတက်ရောက်တယ်လို့သိရပါဗျာ။ဒီလိုပြောရတယ်ခရီးဘုရားပါတီရဲ့လက်ရှိတော့ဒီတပည့်ကျွန်တော်အောင်ရမဘွားဒီမှာဖြစ်နေတယ်ဖြည်းဖြည်းတန်ကြာမှာတော့ကြောက် ဆိုရချက်ကိုပြောတယ်။နှစ်နှစ်ပြေးကောင်းတဲ့ပြင်ပြဲထိတ်ရတာเนาะထိတ်ရတယ်။အဲဒီလိုရန်နေတာပြည်ရတယ်။ဒါပြင်ဦးခင်ကသူကိုယ်တိုင်ဟာလဲသမားသာသမီဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့ပါတီဟာအခုအစိုးရမဟုတ်သေးပေမဲ့အစိုးရဖြစ်လာရင်လုံဆောင်ဖို့အတွက်ရေးဆွဲထားတဲ့လုပ်ငန်းတွေထဲမှာလဲသမားတွေအတွက် တရားစုဇင်းနှောင်းတွေရှော့ချပေးဖို့နဲ့အခွန်ကင်းလွတ်ခွင့်တွေပေးဖို့စဘာကိုနေကြောရောင်းချခွင့်တွေရရှိဖို့လှုံ့ဆော်ပေးမယ်လို့မဲဆွဲပါသေးတယ်။2010ခုနှစ်ပြည်ခံပြိုးပါတီအစိုးရဖြစ်စဉ်အချိန်ကပြည်ခံပြိုးပါတီရဲ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေလဲဆဲဝင်ကြီးဖြစ်လာသူဦးမြင့်လိုင်ဟာ2023ခုနှစ်ဇန်နဝါရီလအတွင်းက AR တိုင်းဓနုမြို့မြို့နယ်ကလယ်သမားတွေနဲ့တွေ့ဆုံစမှာအကျိုးမဆက်နိုင်တဲ့လယ်သမားတွေအကျွေးကြအောင်ထမင်းတက်နဲ့ရှော့စားကြဖို့ပြောကြားပူပါတယ်။အဲ့ဒီဈေးဝယ်စနစ် တော့ကြားထဲမှာဒီဆေးရဘဝတွေကိုဖြစ်စေတဲ့အကြောင်းအရာချက်တွေတို့ကဒါတွေအကုန်လုံးကျွန်တော်စုပြီးတော့ချက်တွေအကုန်လုံးစုပြီးတော့ဖြစ်ရှင်းတဲ့တော့နှစ်နှစ်တွင်းအပြည့်ဖြစ်ရှင်းပေးမယ်လို့ကျွန်တော်ကရေးထားတယ်အဲ့ဒါကလေသမားဘဝကိုပြည့်စုံတဲ့လက်ရှိမှာစဘာဆေးတွေစတိုက်ကြဆင်းနေပြီးတောင်သူတွေမှာစဘာဝင်လည်းမရှိတာကြောင့်အခက်တွေ့နေရပြီးမိုးစဘာရသည်စတင်လာပေမဲ့စိုက်ပျိုးဖို့ကတော့အခက်အခဲတွေဖြစ်နေရပါတယ် စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောကြားထားပြီးမှပြည်ကမျိုးပါတီကနေဒေသတွေမှာလူမှုတွဲဆောင်ပွဲဆိုပြီးပါတီဝင်တွေနဲ့တွဲဆောင်မှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်ရှင်။အခုလိုသတင်းတွေကိုဒီဟာကတော့အာ CJ platform ကနေဖော်ပြတာဖြစ်ပါတယ်။အခုလိုမျိုးအာကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတဲ့ချိန်မှာဗျမ်းမာတွေပြောတတ်တဲ့လူတွေကအခုပြန်ပြီးတော့ထားပြီးတော့អော်ခက်လာပါပြီ။ ဆိုတော့2023ခုနှစ်ကခုနကပြောဖော်ပြထားပါတယ်ဆိုတော့မင်းတို့ဓမင်းငတ်နေဆိုလို့ရှင်ဓမင်းအစားဖို့နည်းနည်းအခက်အခဲဖြစ်နေဆိုလို့ရှင်တော့ဓမင်းတနက်ကိုရှော့စားပါဆိုပြီးပြောနေတဲ့ကောင်ကအခုမင်းတို့တွေအာလောက်ပေးမဲ့ပိုင်းညာပေါ့နော်ပြောလာတယ်ဆိုတော့ဒီထက်မှာထဲပြီးတော့စဉ်းစားရမှာကတော့အခုပြည်သူတွေကဒုက္ခရောက်နေတာကမင်းတို့တွေမင်းတို့အပါတွေလှုပ်လိုက်လို့ဒုက္ခရောက်နေတာဖြစ်ပါတယ်ဆိုတော့မင်းတို့တွေကလည်းကြံရပါတူအဖွဲ့တွေဖြစ်ပါတယ် ဆိုတော့မင်းတို့အခုထပ်ပြီးတော့ပြောတာအလုတ် limit တွေအလုတ်ရအောင်လေလော့ပေးမယ်တနေ့အတွင်းမှာ အာနနေ့အတွက်မှာအလို့လျောက်အောင်လုပ်ပေးမယ်ဆိုပြီးတော့ပြောနေပြောနေပြန်ပါလေဆိုတော့ကိုကြီးမှာမလူတွေဆက်ပြီးတော့ဖြစ်မလဲဆိုတော့ကတော့အာပြည်သူတွေကိုတန်ကပဲစဉ်းစားကြပါဒီကောင်တွေကိုမေးထည့်ပေးမလားမထည့်ပေးဘူးလားကိုကြီးကစစ်ကောင်စီကမေးအစိုးရကိုပြန်လုပ်မယ်ဆိုတော့ထည့်ပြီးတော့လော့ရှက်လာပြီရက်ဖွဲ့ပါတီတွေကပေါ့နော်ဆိုတော့ဒီကကတော့အာတခုအနေနဲ့ပြည်မျိုးတင်ဆက်ပေးတာဖြစ်ပါလိမ့်မယ်နောက်မှာကျွန်တော်တို့ပြည်မျိုးကြီးရမယ်ရွတ်တန်ဖန်ကတော့ဘာလဲဆိုလို့ရှိရင်ဟုတ်တဲ့နေ့ကမှ UN ကနဲ့အာအာရခတတိုအေတို့နဲ့တွဲဆောင်ပြီးတော့ဘင်္ဂလားဒေ့ရှ်အာဒီရိုဟင်ဂျာအရေးကို ပြန်ပြီးတော့ကျွန်တော်တို့တွေးဆောင်ဖို့လိုအပ်တယ်ဆိုပြီးတော့ပြောလာတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျုံမမင်းဟောဖက်ချက်ကုတ်ကလော်ဘီတူဖြစ်တဲ့ကျုံမမင်းဝီလူတွေလော်မြတ်ထားတယ်ကျွန်တော်တို့အတူနားထောင်ကြည့်ရှုအောင်ပါကုလသမဂ္ဂမှာဒီအပိုင်းပြောနေတဲ့ဟာလေးတွေနဲ့ကျွန်တော်ဒီနေ့ပြောပါမယ်ကုလသမဂ္ဂကဒီအပိုင်းဘာတွေပြောနေလဲဆိုတော့ကုလသမဂ္ဂဒီအပိုင်းဘာပြောနေဆိုတော့အเจ้าကနှစ်ခုကိုပြောတာ issue ကုလသမဂ္ဂဒီဆွေးနေတဲ့အเจ้าက issue မြန်မာနဲ့ပတ်သက်တဲ့ issue အကြီးနှစ်ခုရှိတယ်တစ်ခုကကျွန်တော်တော်စိုးရိမ်နေတယ်တစ်ခုကတော့ခင်ဗျားတို့စဉ်းစားဆင်ခြင်တုံတရားနဲ့စဉ်းစားဖို့တင့်တာကိုပြောမယ် တကူကဘာလဲဆိုတော့ဘင်္ဂလီ issue နဲ့ပတ်သက်ရင်းနဲ့နော် AA နဲ့ထိတွေ့ဆက်ဆံမှုလိုအပ်ပါတယ်လို့အမေရိကန်နိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့စီးပွားရေးနဲ့လူမှုရေးဆိုင်ရာကိုယ်စားလှယ် Jonathan Sharer ဆိုတဲ့ပုဂ္ဂိုလ်ကနော်မနေ့ကကုလသမဂ္ဂအစည်းအဝေးမှာပြောထည့်လိုက်ပါတယ်တဲ့ဖြစ်တယ်ဆိုတော့ तू ကအဲ့လိုပြောလိုက်တော့ကုလသမဂ္ဂရဲ့ညီလာခံထဲမှာ तू အလို့သဘောတူဆိုဆွေးနွေးမှာ तू ပြောတာအလို့သဘောကပြောတာ तू ကအလို့သဘောမှာ तू ပြောတာကအမေရိကန်ဆိုရဲ့အားပေါ်လားသူ့ရဲ့ personal point of view လားသူ့ရဲ့ personal interest လားတောင် personal agenda setting လားကျွန်တော်အဲ့ဒါတော့မသိနိုင်ဘူး ို့တော့ဒေဂျာရာကသူအေအေကိုဆက်သွယ်ဖို့အသင့်ပါတယ်လို့ဒီပကိစ္စပြောတာဒီပြီးခဲ့တဲ့တိတ်မကြတဲ့ကာလကဘင်္ဂလားဒေ့ရှ်ကပြောတဲ့စကားနဲ့ဆက်ဆက်နေတယ်ဘင်္ဂလားဒေ့ရှ်ကပြီးခဲ့တဲ့ကာလတခြားမှာပြောခဲ့တယ်သူတို့အနေနဲ့အေအေနဲ့လည်းဆက်ဆံတဲ့ဆက်ဆံရမယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောခဲ့တယ်အဲ့ဒီနောက်မှာမြန်မာဆိုတာနတ်ဆက်ကနေနိုင်ငံခြားရေးကိစ္စတွေမှာတန်တမာရေးရာတင်းမာမှုတွေဖြစ်တယ်မြန်မာပြည်မှာရောက်နေတဲ့တန်တမာတွေကိုပြန်ခေါ်တဲ့အစ်စ်တီတွေဖြစ်သွားတယ်ဒါတင်းမာမှုဖြစ်တယ်ပေါ့နော်ဖြစ်သွားတယ်အခုအမေရိကန်ကလည်းအခုဟိုတခုတော့ရှိတာက ဟို assembly ထဲမှာပြောတာမဟုတ်ဘဲနဲ့အလွတ်သဘောဆွေးနွေးပွဲမှာ panel discussion ပဲတဲ့နေနဲ့ဒီအလွတ်သဘောပေါ့ဆွေးနွေးပွဲမှာထပြောလိုက်တာကကြာတော့နည်းနည်းတော့တမျိုးတော့ဖြစ်တယ်ပေါ့နော်တိုးတိုးဒါအလွတ်သဘောဖြစ်တဲ့အတွက်တရားဝင်အစည်းအဝေးမှတ်တမ်းထဲမှာတော့မပါဘူးဒါပေမဲ့အလွတ်သဘောဆွေးနွေးတာကိုမီဒီယာတွေကဝိုင်းဝန်းဖော်ပြတာဖြစ်တဲ့အတွက်နိုင်ငံခြားမီဒီယာတွေဝိုင်းဖော်ပြတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေရာပြန်ပြောရတာဖြစ်တယ်ဆိုတော့ဘင်္ဂလီရီ issue နဲ့ပတ်သက်လို့ရှိရင် AA နဲ့ဆက်ဆံပတ်သက်တင်ပတ်သက်ရမယ် AA နဲ့ပါထိတွေ့ဆက်ဆံမှုလိုအပ်ပါတယ်လို့ပြောတာဒီယူသားရဲ့လားဆိုတော့စဉ်းစားရဖြစ်တယ် ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်နေနဲ့ကတော့ကျွန်တော်တို့ဒါကိုလက်ခံလို့မရဘူးတရားဝင်တရားဝင်ဆက်ဆံဖို့အတွက်တရားဝင်ဆက်ဆံဖို့အတွက်အစိုးရဆိုတာရှိတယ်အစိုးရဆိုတာရှိတယ်လက်ရှိ NASA ကဒီတည်ဆဲအစိုးရဖြစ်တယ်တည်ဆဲအစိုးရနဲ့သာဆက်ဆံရမယ်ဘင်္ဂလီရေပြန်လာဖို့ကိစ္စဒီတည်ဆဲအစိုးရနဲ့သာဆက်ဆံရမှာဖြစ်ပြီးတော့ဒီနေဆက်မှာလက်နက်ကင်ပုံကန်ထားကြော်ထားတဲ့ AA နဲ့ဆက်ဆံပြီဆိုတာတဘုံကိုအားပေးတာနဲ့အတူတူပါပဲအဲ့တော့တဘုံအားပေးရင်လည်းဖြစ်ပြီးတော့တဘုံနေနဲ့ရှင်တွဲနေထိုင်ရင်တဘုံလိုပဲနှိမ်နှင်းခံရနိုင်တယ်ဆိုတာကိုသက်ဆိုင်နိုင်ငံအတိုင်းအဝန်းကနိုင်ငံတကာအတိုင်းအဝန်းကသိဖို့လည်းလိုအပ်တယ် ကြုံမျိုးမေးကြုံမျိုးမေးအမေရိကန်ကိုဒီလိုသွားပြီးတော့ချိန်ချုံတာတတိကတော့နေတာတော့မဟုတ်ဘူးเนาะဆိုတော့တပုံတွေနဲ့အတူတူနေရောရောပြီးတော့နေတယ်ဆိုလို့ရှိရင်တပုံတို့ပဲနေနေခံရပဲတဲ့အာလုံးဝကိုရှေ့ပဲဒီကောင်ဒီကောင်မင်းဘက်ကဘာတွေဘာတွေနဲ့သွားပြီးတော့နေနေမှာလဲเนาะအမေရိကန်ဆိုရကဘာနဲ့သွားပြီးတော့နေနေမှာလဲတကယ်လို့ရှင်နေဆိုလို့ရှိရင်မင်းတို့ပြီးပြီးဖို့တော့ပြီးပြီးမနေရတော့မှရှိမှာမဟုတ်ဘူးเนาะအခုချိန်မှာအာဒီမင်းပြောတဲ့ဒီမှာနည်းနည်းစဉ်းစားကြအောင်ဘာလဲဆိုလို့ရှိရင်ဒီ ရင်ဂျာရေးနဲ့ပတ်သက်ပြီးတော့ရခိုင်အရခတတော် A နဲ့မစမစဆန်ရဘူးဆိုပြီးတော့ပြောနေတယ်မစဆန်မှုဆိုဘယ်သူတွေနဲ့ဆက်ဆန်စေချင်တာလဲဘယ်သူတွေနဲ့ဆွေးနွေးစေချင်တာလဲကျွန်တော်ဒီထက်မှာတကယ်အုတ်ချုံနေတဲ့ရခိုင်ပြည်မှာအုတ်ချုံနေတဲ့သူကတော့အရခတတော် A ဖြစ်တယ်အခုချိန်မှာသမီးတို့တွေနေတဲ့နေရာကတနေရာမရှိတော့ဘူးနေဆက်မှာအကောင်ကြီးလက်အရခတတော်အကောင်လုံးကိုထင်းချုပ်တာပြီဘင်္ဂလားဒေ့ရှ်ကလည်းမဆွေးသွေးချင်းလဲမစဆန်ချင်းလဲဆွေးဆန်ရမယ့်အခြေအနေမျိုးတွေဖြစ်နေလို့ဆက်ဆန်ရမယ်လို့ပြောတာ မင်းအမနဲ့ရန်ကုန်သွားပြီးတော့သွားပြီးတော့ဆက်ဆံရမှာလားဟမ်ဒါကိုဘီလိုဘီလိုဖြစ်ပြီးတော့လာပြီးဖင်ရနေလည်းမသိဘူးမင်းအမကရှောင်းနေတယ်လို့အခုအကောင်လုံးထွက်ပြေးနေကြပြီလေကြောက်ဖြူမှာသွားပြီးတော့လေရင်နဲ့သွားပြီးတော့မင်းတို့ကိုဆက်ဆံရမှာလားနေဆက်မှာတကယ်ဝင်မဲ့နေရာကို တကယ်နေရင်နေမဲ့နေရာကိုဆက်ဆံရအောင်သွားရမှာပေါ့အခုချိန်မှာဥမာကြောက်တော်တော့အကောင်လုံးကပေါ့နော်ဂလုံးလေးမကိုရခိုင်အစိုးရတောင်ဖြစ်လာတော့မှာအေးက အဲ့လိုအချိန်လေးမျိုးမှာမင်းတို့တွေနဲ့မင်းအွန်လိုင်းတို့ပြီးတော့ဆင်းဆင်းနေရင်ရောဘာဘာထုမှလဲဘာဘာစရမှလဲအခုအုတ်ချုပ်နေတဲ့သူတွေကအရခတတော် AA ဖြစ်တယ်အခုတကယ်အလောလောနေတဲ့သူတွေကအရခတတော် AA ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဆင်းရွေးမေလို့ပြောတာဆိုတော့ဒီထက်မှာအမေရိကန်ဆိုးရလို့မျိုးတော့ပြီးတော့ချင်းချုံနေကြော်မျောမင်းကြော်မျောမင်းမင်းအစင်နဲ့ကွာမင်းအပါအချိန်တွေကိုလည်းသိချလိုက်ကြည့်ပါအောင်ဒီထက်မှာ၃နှစ်သားလေး၄နှစ်သားလေးတွေကောင်းတော့မှကောင်းကောင်းလေးကိုအာ မနိုင်ပေနဲ့အခုအချိန်မှာတောင်းလိုက်တဲ့ဒါလေးလင်းဒါလေးတကောကောင်းကောင်းလေးကိုစောင့်မခံနေရတဲ့စတဲ့နဲ့အာမင်ကြီးကသူများနိုင်ငံကိုသွားပြီးတော့မချင်းချောင်းနဲ့အခုအချိန်မှာနော်အခုကနိုင်ငံရေးအခုနိုင်ငံတကာကတက်ပွေးဖြစ်ချင်နေကြတာသွားပြီးတော့မချင်းချောင်းနဲ့ပြည်ရမှာမင်းတို့သူတို့ဒီဟာကတော့ဒီနေ့ညနေဘက်မှာရရှိထားတဲ့တရင်ထူတွေကိုတက်နေတယ်လို့တင်ဆက်ပေးနေတဲ့ယူသံဖန်တွေကိုလည်းပြင်ပြီးတော့ထည့်ပေးထားတာဖြစ်ပါတယ်။ဆိုတော့နောက်မှလည်းကျွန်တော်တို့ ကျွန်တော်မပါပေးနဲ့ရွတ်တန်ဖန်စက်တတွေကအခုချိန်မှာငွေရေးစေဝါတောင်းပြီးတော့ဘလူတွေတက်ပွေးဝင်နေကြတာလဲဆိုတာကိုထည့်ပေးထားပါတယ်ကျွန်တော်မပါပေးနဲ့ထည့်ပေးထားပါတော့ပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ဒီဟာကတော့ဒီနေ့ညနေဘက်မှာရရှိတဲ့သတင်းထုတ်တွေကိုတင်ဆက်ပြတာဖြစ်ပါတယ်မနေ့ဖြန်မနေ့ကျန်မှာသတင်းထုတ်သတင်းကောင်းတွေပြင်ပြီးတော့လာခဲ့ပါမယ်ပြောရင်လည်းဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအပေးနဲ့ကြည့်ရှုအပ်ပေးနေကြတဲ့အားလုံးကိုလည်းကိုယ်ကျမ်းမာချင်းစေချမ်းသာချင်းနဲ့ပြည့်စုံကြပါစေ